အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CRM စစ်သားဇင်အောင်ဖြစ်ပါတယ်2025ခုနှစ်ဇွန်လ19ရက်ကြာသာဝင်းနေ့နေ့ခင်းစီးသတင်းသုံးသပ်ချက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ဂျမန်လေးတနေ့လုံးနောက်ဆုံးမျိုးအနည်းချိတွေ့တိုက်ပွဲအပြင်းထန်ဆုံးအဆင့်ကိုရောက်ရှိသွားပြီဖြစ်ပါတယ်နှစ်ဖက်တွေလက်နက်ငယ်လက်နက်ကြီး drone တွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ကြတာကိုတွေ့ရပါတယ်လက်နက်ကြီးငယ်တန်တွေကိုနောင်ပင်ရွာအထိအတိုင်းအတာကြားနေရတယ်လို့ဒေသခံတွေကဆိုပါတယ်အုံမဒီဘက်ကမှ မနေ့မိုးလင်းကနေနေကင်းနှစ်နာရီလောက်ထိပြင်းထန်ခဲ့တာဖြစ်ပါတယ်။ဇန်နဝါရီနှစ်နာရီခွဲကမှစစ်ကောင်စီရဲ့စစ်ကြောင်းပြန်လည်ကြခဲ့တယ်လို့သုံးသပ်ရပါတယ်။ညနေပိုင်းမှာတော့ဒလူရွာဖြစ်တဲ့နောင်တော်တဝိုက်ကိုလက်နက်ကြီးနဲ့ထောက်လျှောက်ပြစ်ခတ်တိုက်ခိုက်ခဲ့တာရှိပါတယ်။စစ်ကောင်းသာမင်းအောင်လှိုင်ရဲ့တိုက်ပွဲတွေမှာထူးချွန်တာကအသက်ပညာအကြီးအကျယ်မခွဲခြားပဲယာတို့တိုးပိမ့်မယ်ဆိုတဲ့မဲ့လုံးဟာအောက်ခြေတပ်သားတွေကိုထိရောက်ချစ်သွားတယ်လို့ပြောရမလို့ဖြစ်နေပါတယ်။ တောင်းခန်းအောင်ထိုးစစ်မှာမြေပြင်စစ်ကြောင်းကစစ်ဗိုလ်စစ်သားတွေဟာအသေးခံပြီးချစ်တဲ့တိုက်နေကြတယ်လို့ယူဆရပါတယ်။စစ်စေးထူးဖွဲ့မှုကိုယ်တိုင်လာပြီးဂျင်းကောင်းအောင်ကျွေးခဲ့ပြီးဖြစ်ပါတယ်။ငနာတွေကြီးလမ်းမှန်းလားတေသောကန်းနှိမ့်လို့မပြောက်ဘူးဖြစ်ပါတယ်။လူစစ်လေးတွေသိအောင်ထပ်ပြောပြပါမယ်။သူရဲကောင်းဆိုတာစစ်သင်းကြီးမှသာရှိတာဖြစ်ပါတယ်။ဆမ်းမြောက်လာရှုမှာ၁၀၂၀ဘုံစစ်စေးကာလတုန်းကဖမ်းမိထားတဲ့စစ်တုံးမှန်းတွေကိုကိုကန့်တပ်ဖွဲ့က ပြန်လဲဆင်းလွတ်ပေးခဲ့တယ်ဆိုတဲ့သတင်းထွက်ပေါ်နေတာရှိပါတယ်။ကိုကတပ်ဖွဲ့နဲ့နိစက်လူတွေကတာဝန်ရှိသူတွေကိုဆက်သွယ်မေးမြန်းတဲ့အခါမှာတော့မဟုတ်ကြောင်းရေးဆိုထားတယ်လို့သိရှိရပါတယ်။ကိုကတပ်ဖွဲ့ဟာတိမ့်မဲ့ပြီးမျိုးတွေကိုခရိုင်လေးဦးနဲ့မျိုးနဲ့တစ်ခုပါဝင်တဲ့အထူးဒေတာတက်ဆိုပြီးကြေညာလာပါတယ်။စစ်ဘုံကြောင့်ရဲ့ဝါရမိုင်းဟာငါတို့တက်မလို့မရှိရင်တိုင်းပြည်အစိမ့်စိမ့်မှာမှာကွဲမယ်ဆိုတဲ့ခြင်းကိုဒီဇိုင်းမဲ့မဲ့စိုက်သွင်းခဲ့တာဖြစ်ပါတယ်။ဒါကြောင့်အချိန်ကကျွန်တော်တို့ဟာလဲအသက်ပေးပြီ အသေးခံတိုက်ခိုက်ခဲ့ရတာဖြစ်ပါတယ်။ယခုခါမှာတော့တိုင်းနာဖွဲ့တွေဟာမိမိတို့ဒေသမိမိတို့စီမံအုပ်ချုပ်နိုင်မဲ့ဖက်ဒရယ်ပုံစံကိုလက်နက်ကင်တိုက်ပွဲအစိုးရနဲ့ပုံဖော်ထုစစ်လာနိုင်ခဲ့ပြီဖြစ်ပါတယ်။စစ်ဘုတ်ချုပ်တွေပြောသလိုပြည်တော်စုကလည်းခွဲထွက်မှာမဟုတ်ဘူးဆိုတာကိုတက်တည်ပြလိုက်ခြင်းဖြစ်ပါတယ်။မြန်မာနိုင်ငံဟာတိုင်းရင်းသားလူမျိုးစုပေါင်းစုံနေပြည်တော်မှာပူတွဲဆက်ဆံရောင်းနှောနေထိုင်ကြပါတယ်။လူမျိုးစုတွေကြားသွေးခွဲတက်ချွမှုတွေတဖန်ပြန်လဲလုံဆောင်လာနိုင်ခြင်းရှိပါတယ်။ ကျွန်တော်ရဲ့မြင်ကတော့တိုင်းရင်းသားတွေမိမိတို့နယ်မြေမှာခွဲမထွက်ဖဲလွတ်လွတ်လပ်လပ်စီမံအုပ်ချုပ်နိုင်တာကိုမြင်ရတာကျေနပ်ပီတီဖြစ်ရပါတယ်။ကေလီတွေကမိုးပြားစစ်မြေနဲ့သာတိုက်ပွဲပြင်းထန်နေသေးတာဖြစ်ပါတယ်။နယ်မြေကတက်ဖြစ်တဲ့အမှတ်420ချင်းမြန်တိုင်းရင်းကိုခြေကုပ်ယူပြီးမိုးပြားမျိုးကိုပြန်လည်ထိချုပ်နိုင်ရင်အင်အားသုံးတိုက်ခိုက်နေခြင်းဖြစ်ပါတယ်။လေကြောင်းပြားလက်နေကြီးအတွဲလိုက်ဒုံးတွေနဲ့ပြည်အားသုံးတိုက်ခိုက်နေတယ်လို့ထေကုံအင်ဖက်ကစစ်ကြောင်းတွေကပါချက်ရေတွက်ခဲ့မဲ့ဆိုရင်မြေပြင်အင်အားတစ်ထောင်နီးပါးအလုံးရင်းသုံးလာတာဖြစ်ပါတယ်။ ပဲဗကုဒါနောက်ချမ်းတရားဝင်မျိုးနယ်ကထိတွေ့မှုဖြစ်ပွားရနေပြီကိုအမှတ်35ချင်းတိုင်ရင်နဲ့အမှတ်နဲ့ရဲကြမ်းတဲ့နိုင်ငံရေးတပ်ဖွဲ့က